်တရုတ်ဤဂျာဝင်ညှိနှိုင်းမှုဖြင့်မိုးကုတ်နဲ့မိုးမတ်မြို့များမှာ TNL တပ်များစုခွာရန်သဘောတူညီကြပြီးစစ်တပ်နဲ့အပြစ်ခတ်ရစဲရေးသဘောတူညီလက်မှတ်ရေးထိုးကြောင်းသိရပါတယ် TNL ကတိမ့်ပိုက်ထားသောမိုးကုတ်နဲ့မိုးမတ်မြို့များမှာစုခွာရန်သဘောတူညီလိုက်ပြီးစစ်တပ်နဲ့အပြစ်ခတ်ရစဲရေးသဘောတူညီလက်မှတ်ရေးထိုးလိုက်ကြောင်း TNL ကသတင်းထုတ်ပြန်လိုက်ပါတယ်ဘလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL မှဒုတိယဗိုလ်ချုပ်ကြီးဒါဂျုံကြာဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်သည့် NSPNC ကိုယ်စားလှယ်ဖွဲ့လို့ကတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွန်း၏ဂျာဝင်ညှိနှိုင်းမှုဖြင့်ဂိုးချိန်မြောက်တွေ့ဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကူမင်းမြို့တွင်2025ခုနှစ်အောက်တိုဘာလ29ရက်နေ့နဲ့အောက်တိုဘာလ28ရက်နေ့တို့တွင်ပြုလုပ်ခဲ့ကြောင်းသိရပါသည်။တရုတ်နိုင်ငံထူးကိုယ်စားလှယ်ကြီးဂျာဝင်စိတ်ဆက်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားသည့်ကာလအတွင်းမိုးကုန်းနှင့်မိုးမိတ်မြုပ်နယ်မြို့မှာ TNL တပ်များပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်းသိရှိရပါတယ်။ TNL ဤတောင်းဒေသကိုလည်းမြန်မာစစ်တပ်မှလေရင်ဖြင့်ဘုံကျဲခြင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့တောင်ရတောင်ရနာရီတောင်ရတောင်ရမိနစ်အချိန်မှစတင်၍နှစ်ဖက်ရောက်ရှိသည့်နေရာတွင်တပ်များရပ်တန့်ကအပြန်အလှန်ပစ်ခတ်ရစဲရေးအတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြသော TNL ကသတင်းထုတ်ပြန်ထားပါသည်။၁၀၂၀ကုန်စစ်စင်ရေးအတွင်း ်ထင်းနလီကမိုးကုတ်တီဘောကြောက်မဲ့နောင်ချိုမိုင်းလုံးမိုင်းငော့မိုးမိတ်နမ်ဆန်မန်တုံကွက်ခိုင်နမ်ခန်းနမ်တူမြုံနယ်များကိုတိမ့်မိုက်ရရှိခဲ့ပြီးစစ်တပ်ကကြောက်မဲ့နောင်ချိုတီဘောကိုပြန်လည်တိုက်ခိုက်တိမ့်မိုက်ခဲ့ကြောင်းသိရပါတယ်ထို့ပြင်ထင်းနလီကမိုးကုတ်နဲ့မိုးမိတ်မြုံများကိုထပ်မံဆွလို့ရပြည့်ဖြစ်သောကြောင့်မိုင်းလုံးမိုင်းငော့နန်းဆန်မန်တုံကွက်ခိုင်နန်းခမ်းနဲ့နမ်တူမြို့မြန်လာတာချင်းတလီလက်ထဲတွင်ကြာရှိတော်မူဖြစ်ပါတယ် ခေဘုံမြုံနယ်နဲ့စင်ကူးမြုံနယ်တို့ကိုဆက်သွယ်ထားသောရန်လာတင်ခဒရာမိုင်းခွဲခံရမှုကြောင့်ပြိုကျပျက်စီးကာစစ်တပ်ကတော်လာရဲတပ်များရဲ့လက်ချက်ဟုဆွဆွဲထားပါတယ်။သခိုင်းတိုင်းခြေဘုံမြုံနယ်ကြောင်မြောင်မြုံနယ်မာလီတိုင်းစင်ကူးမြို့တို့ကိုဆက်သွယ်ထားသောရန်လာတင်ခဒရာမှာမိုင်းဆွဲခံရမှုကြောင့်ပြိုကျပျက်စီးသွားပြီးစစ်တပ်ကတော်လာရဲတပ်ဖွဲ့များရဲ့လက်ချက်ဟုဆွဆွဲထားပါတယ်။အော်တိုဘားလ29ရက်နေ့နာနဲ့6:30မိနစ်အချိန်ရန်လာတင်ခဒရာမိုင်းခွဲခံရမှုကြောင့်ဒရာ၏အခန်းနှခန်းကျိုးကျပျက်စီးခဲ့ကြောင်း အဆိုပါမှန်ခွဲမှုကြောင့် AOD တရားယထာသင်္ခ RP4 RP5 တရားတံပေါင်း112မီတာ RP6 RP7 တရားတံပေါင်း112မီတာနှစ်ခန်းမလေးတိုင်းဒေသကြီးစစ်ကူးဘက်အချမ်းတွင်ကြိုးကြပျက်စီးသွားကြောင်းသိရှိရပါတယ်။တရားမိုင်းခွဲခံရတာမှန်ပါတယ်။အဲဒီလောင်းတဲ့တရားကိုလုံခြုံရေးယူထားတာကတရားတစ်ဖက်မှာကစစ်တပ်ကအထိုင်ချထားတော့ကိစ္စမရှိပဲတော်ယုံသိမ့်မသွားကြဘူး။စစ်ကူးဘက်ကိုရွှေဘိုကောင်နဲ့စစ်ကြောင်းတွေလာရင်တော့တရားကဖျက်လာတာတော့တောက်လျှောက်ပဲ။တရားကြိုးကြသွားတာကတော့ဟုတ်တယ်။ နံပါတ်7ရေးကတော့ခက်သွားမှာဟုဒေသအပြည်သူတဦးကပြောပါတယ်အဆိုပါတရားမှာအယောင်ရီမြကုတရားကြီးဖြစ်ပြီးသမရဟောင်းတိမ့်စိန်အဆိုအားလက်ထက်တွင်တိဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းယင်းတရားကို2010ခုနှစ်အပရလ16ရက်မှစတင်၍စောင့်လုပ်ခဲ့ပြီး2013ခုနှစ်မေလ16ရက်နေ့တွင်တန်ပေါင်း6ခန်းတက်ဆင်ခြင်းလုံငါများစောင့်ရပီစီခဲ့ကြောင်းတရားကြီးမှာနှစ်လန်းသောကာလတရားဖြစ်ပြီးတရားပေါ်တွင်အကျယ်28ပေရှိတန်လန်းသောကာလနှင့်တစ်ဖက်လင်3ပေစီရှိသည့်လူသွားလာများရှိကြောင်း ပင်မတရာအရှိ2218ပြီရွှေဘဘကန်းချင်းကတရာအရှိ66ပြီနဲ့စင်ကူးပချန်ချင်းကတရာအရှိ196ပြီရှိပြီစုစုပေါင်းတရာအရှိပေ2480ရှိသောတန်ကူကွန်ကရစ်လူတူးပိုင်တိုင်းအုတ်မြက်နဲ့တန်ကူကွန်ကရစ်တန်ကိုထဲမျိုးစားဖြစ်ကြောင်းတရာပေါ်ထဲမှာတံမိတံပေါင်းနဲ့တန်ကူကွန်ကရစ်ကြမ်းခင်းဖြစ်ကြောင်းသိရှိရပါတယ်လူတော်လာရေးကိုမျက်꽌ပြူပြီးစစ်တပ်ဖက်လိုက်သည့်အမှုပညာရှင်များနဲ့ထိုင်းရောက်မြန်မာဆယ်လီများကိုတပိတ်မောက်ရေလှုံ့ဆော်မှုအောင်မြင်ကြောင်းတီးရပါတယ်။ ်မျိုးတော်လာရေးကိုမျက်ွယ်ပြုပြီးစစ်တပ်ဘက်လိုက်သည့်အမှုပညာရှင်များနဲ့ထိုင်းရောက်မြန်မာဆယ်လီနာကိုတပိတ်မှောက်ရေးလှုံ့ဆော်မှုမှလက်ရှိတွင်အောင်မြင်မှုအကြီးအကျယ်ရရှိနေကြောင်းထိုင်းရောက်မြန်မာများထံမှစုံစမ်းသိရှိရပါသည်။ထိုင်းနိုင်ငံတွင်လည်းလက်တလောပြောသားဆိုသည့်ရုပ်ရှင်ဇာတ်ကားယုံတင်ပြသရန်လှုံ့ဆော်နေမှုတွင်ထိုင်းရောက်မြန်မာများကြားတွင်အဆိုပါရုပ်ရှင်ဇာတ်ကားနှင့်အတူဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်များဇာတ်ကားကိုပရိုမိုးရှင်းပြုလုပ်နေသည့်ထိုင်းဆယ်လီမာများနဲ့ဆိုင်များကိုဘွိုက်ကော့လှုံ့ဆော်မှုအောင်မြင်မှုရရှိနေကြောင်းထိုင်းရောက်မြန်မာရေးလှုပ်ရှားသူများကပြောပါရယ် လက်တလောတွင်ပြောသာရုပ်ရှင်ဇာတ်ကားကို promotion လုပ်ဆောင်ခဲ့သည့်စားတော့ဆိုင်များထိုင်းဆယ်လီများ online တွင်ပြန်လည်တောင်းပန်မှုများလုပ်ဆောင်ကာနေရာယူရန်ပြန်လည်ကြိုးပမ်းမှုများရှိနေကြောင်းထိုင်းရောက်မှများထားမှသိရှိရပါသည်ဒီရုပ်ရှင်ကားတွင်ပြောသာတွင်မတိုင်ခင်ကတည်းကအကြံပေးဆဲအုပ်စုဘက်ကအဖြူရောင်အမှုပြန်ရှင်ဆိုတဲ့စစ်ပေါ်မတွေကအရင်ကတည်းကခြေဝင်လိုက်လက်ဝင်လိုက်နဲ့ရှိုးပွဲတွေလာလို့ကလပ်တွေလာဘားတွေလာနဲ့ကိုယ်နိုင်ငံမှာအမှောင်ကြပြီးတော့စစ်ပေးရှောင်တွေရရော်ရီမီရှုခါနေရတပ်ဖြတ်ခါနေရချိန်မှာ တိုင်းပြည်သားရနေတဲ့အောင်အေးချမ်းနေတဲ့အောင်ရွေချက်ရှိရှိလုံးဝကိုဝါရဖြန့်အတွက်အရင်ကတည်းကဝင်နေကြတာပြောတာရုပ်ရှင်စကားဆိုထိုင်းနိုင်ငံတွင်ဝင်လာတာမွေခင်ကတည်းကသိတယ်နောက်ထပ်စတလာပိုင်းမှာနေတိုးလို့ရုပ်ရှင်စကားတွေစက်တိုက်ရုံတင်အောင်မှာသူတို့ကဝါရလာဖြတ်ပြီးတော့စီယုံရွေလာဖြတ်တာဖြစ်တယ်ဒါကိုအခုအလုံးဝိုင်းဝန်းပြီးတော့ထိုင်းထဲမှာအဓိကအင်းနဲ့အားနဲ့ဘွဲကော့လို့ဖို့စူးစမ်းကြတယ်အခုပြောတာရုပ်ရှင်စကားဆိုစကားမကြည့်တော့နေသွားတယ်ဒီကောင်တွေလုံရက်တွေထင်ရှားပေါ်လွင်သွားတယ် နောက်ထပ်နေတိုးတို့မြင့်မြတ်တို့လည်းဇကာတကားအတွက်ဓာမျိုးတွေလုပ်တဲ့အခါမှာထိုင်းရောက်မြန်မာသားတွေကဘွဲကကိုတကြော့ပြန်ပြီးတော့ဒီလိုပြင်းပြင်းထန်ထန်လုပ်ရမယ်ဆိုတာပူတိလာတဲ့ဟုထိုင်းရောက်မြန်မာလူသမားရေးဆောင်ရွက်နေသူ AAC ကိုရဲမင်းကပြောပါတယ်ထိုင်းနိုင်ငံရောက်မြန်မာလူသမားများ၏တာဝန်ရှိများ၏ပညာရေးအတွက်ကူညီပေးနေသူ Syrian ပြည်အိုင်ဝန်ထမ်းတူကလည်းညစ်ဆက်ရန်မြန်မာအတိုင်းဝိုင်းတွင်စစ်ဘောမှအမှုပညာရှင်များကိုအားမပေးရလှုပ်ရှားမှုများမှာကြေကြေပြတ်ပြတ်ဖြစ်ထွန်းနေကြောင်းပြောဆိုပါတယ်ချင်းမိုင်ဘက်မှာလည်း စစ်ဘောမှအမှုပညာရှင်တွေဆယ်လီတွေနဲ့စစ်တပ်တိုင်းဝိုင်းကိုတပိတ်မဖို့အတော်ကြီးကိုလှုပ်ရှားကြတယ်။တက်တော့မှလည်းအားလုံးစုစည်းလှုပ်ရှားကြတယ်။မျိုးတော်လာရဲ့စာပိုင်းမှာမြင်ရတဲ့အားလုံးရဲ့စိတ်အားထက်သန်မှုကိုမြင်ရတယ်ဟုချင်းမှန်ရောက်စီဒီအမ်ပညာရေးအရာရှိကပြောပါရတယ်။အချမ်းပဲစစ်တပ်ကြီးအတူရောက်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးတွေပါဝင်ထားသည့်မြင်ဝင်းဤပြောသာရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်၍ထိုင်းနိုင်ငံတွင်ပရိုမိုရှင်ပွဲတွားရောက်ခဲ့သူများ promotion လို့ဆောင်ပေးသည့်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားဆယ်လီများကို boycott လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပြီး ထိုင်းရောက်မြန်မာဆယ်နီမြောက်နဲ့လက်တွဲထားသည့်စားတော့ဆိုင်များကလက်တွဲဖြုတ်ခြင်း promotion ကိုကြော်ညာပေးသည့်စားတော့ဆိုင်များကိုဘွယ်ကွက်ခြင်းများအောင်မြင်နေစေဖြစ်ကြောင်းထိုင်းရောက်မြန်မာများထံမှသိရှိရပါသည်။ထိုင်းနိုင်ငံထဲမှာဘွယ်ကွက်ကအတော်အောင်မြင်တယ်။ဘွယ်ကွက်စရင်ထဲမှာပါတဲ့ထိုင်းကဆယ်လီတွေရောတော်သည့်ဆယ်လီတွေရောတရုတ်ဆောင်တွေရောအကုန်လုံးကိုညီညွတ်ညွတ်နဲ့လှုပ်ဆောင်နိုင်ကြတော့သူတို့စီးပွားရေးအထိမှဆိုလို့တိတိကျကျနဲ့ပတ်သက်တဲ့လူတွေမတိပဲနဲ့ပတ်သက်တဲ့လူတွေအဲဒီလိုဆိုင်တွေကပြန်တောင်းပါနာတွေရှိတယ်။အဲ့ဒါကထိုင်းထဲမှာဘွယ်ကွက်လုပ်တာတော်လှန်ရေးအတွက်အရေးပါတယ်။ ်စေယောစုဘက်ကိုအရေးပါတဲ့အမှုပညာရှင်တွေခြေနှက်ရသွားအောင်ဒီကောင်တွေဆက်မလို့ရဲအောင်ကိုရဲမင်းတို့ကဒါကိုလုပ်တဲ့အခါအောင်မြင်မှုရတာအခုတက်တီလဲဆက်သွားနေတော့မယ်ဟု AAC ကိုရဲမင်းကထိုင်းနိုင်ငံတွင်ဘွယ်ကော့အောင်မြင်မှုနဲ့ပတ်သက်၍ပြောဆိုပါတယ်။ဒင်းသာမြို့နယ်လေးမှန်ယွာနီကစစ်ကောင်စီတပ်ကိုတော်လိုင်းပူအောင်တပ်ကတိုက်ခိုက်ကြောင်းသိရပါတယ်။ဒင်းသာမြို့နယ်လေးမှန်ယွာနီတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းပူအောင်တပ်ကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီအရာရှိအပါဝင်ထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့တော်လိုင်းပူအောင်တပ်ဖက်ကရဲဘော်တအူးကြာဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်တပ်မတော် PDF နှစ်ခင်အမှတ်နဲ့တရင်ကသတင်းထုတ်ပြန်ထားပါဗျ။အောက်တိုဘာ28ရက်မနေ့နေ့လယ်ပိုင်းကလေးမှယွာနီစစ်ကောင်စီခြေကုပ်ယူထားတဲ့နေရာကိုမြိတ်ခရံတရင်နှစ်တစ်ခွက်တရင်သုံးတစ်ခွက်နဲ့ခင်ဒီယိုရင်းခွန်ခွဲသုံးတင်းသာညုံနဲ့ပကဖမြိတ်ပကဖစတဲ့တော်လိုင်းပူအောင်တက်ကဝင်ရောက်ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ပွဲမှာရန်သူဘက်ကအရာရှိတူပါဝင်အထူးကအကြုံရှိနိုင်ကြောင်းသိရတယ်လို့ဖော်ပြထားသလို တော်လိုင်းပြူပေါင်းတပ်ဖက်ကရဲဘော်တူကြာဆုံးပြီးတအုပ်တိုင်ရာရရှိခဲ့ကြောင်းအသိပေးထားပါတယ်။လက်ရှိမှာလေးမိုင်ရွာနီးစစ်ကောင်စီပြူပေါင်းတပ်တွေဆက်ရှိနေပြီးတော်လိုင်းပြူပေါင်းတပ်ဖက်ကပြန်လည်ဆုတ်ခွာထားတယ်လို့မြိတ်ခေအမှတ်နဲ့တည်ရင်သတင်းပြန်ကြားတာဝန်ရှိသူကပြောပါတယ်။သတင်းသားမြို့နယ်အပြင်ဖြစ်ပေါ်နေတဲ့စစ်ရေးခြေနေညာရဒေသခံပြည်သူတွေအနေနဲ့ခီးသွောပြည်သူတွေသတိရှိစွာသွာလာကြဖို့လည်းမြစ်တာရဲ့ခံတာပါတယ်။တင်းသားတိုင်းစစ်ဌာနကိုကဲမှုအောက်ရှိတဲ့ဤပြူဟာ35ကလည်း အော်တိုဘာ29ရက်ကကြေညာချက်ထုတ်ပြန်ပြီးတင်ဒါရီမြို့နယ်တွင်စီးရီးပြင်းထန်နေတာကြောင့်အော်တိုဘာ28ရက်ကစလို့မြိတ်တင်ဒါရီဘုတ်ပြင်းလမ်းမကြီးတစ်လျှောက်ခီးတော်လာမှုမပြုကြဖို့တားမြစ်ထားပါတယ်။အဲဒီလမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်နေလို့ပြဒီရင်တွင်လည်းတဲတဲ့အတွက်ကြောင့်ပါလို့မြေခင်အမှတ်နဲ့တရင်ကပြည်သူတွေခီးသွွာလာမှုတားမြစ်ထားရတဲ့အခြေအနေကိုရှင်းပြပါပါတယ်။ထားသမင်းတိုက်ပွဲမှာစစ်တပ်ရဲ့ drone ဒဇင်းကို PDF တွေပစ်ချကြောင်းသိရပါပါတယ်။ ပဲဂိုတိုင်းထားနေမြို့နယ်တိုက်ပွဲမှာစစ်တပ်ရဲ့ drone တစ်စင်းကိုပစ်ချနိုင်ခဲ့တယ်လို့တောင်ဝခရင်အမှတ်နဲ့တရင်တောင်ဝရှိသူတွေကပြောပါတယ်။အော်တိုဘားလ24ရက်ကစပြီးထားနေမြို့နယ်ဇေယျကြီးမြို့အခြေဆိုင်အမှတ်83ခြေလင်းတပ်ရင်ခလာရ83ကစစ်ကြောင်းထိုးလာလို့ကာကွယ်ရေးတပ်တွေကဘုံမတိရွာတစ်ဝိုက်မှာတိုက်ပွဲဆင်ဖြစ်ပွားနေတာဖြစ်ပါတယ်။အော်တိုဘား26ရက်နေ့ညနေကပစ်ချနိုင်ခဲ့တဲ့ဘုံကျဲ drone ကဒလက်6ခုပါတဲ့15 kg မျိုးစားဖြစ်တယ်လို့အတည်ပြုထားပါတယ်။ တိုက်ပွဲကအောက်တိုဘာလ19ကထီတို့အ ਨੇ အချင်းထိတွေ့မှုဖြစ်ပါသေးတယ်။ဒီနေ့တော့ညင်သွားပါပြီ။ဒီအပိုင်းနဲ့တိုက်ပွဲငယ်တွေတော့ဖြစ်ပါတယ်။ရန်သူက drone နဲ့နေစဉ်ကျဲပါတယ်။တရင်ကရန်သူ drone တစ်စင်းပြစ်ချနိုင်ခဲ့ပါတယ်လို့အထက်ပါတာဝန်ရှိသူကပြောပါတယ်။ရည်ပြင်းထိတွေ့တပ်ပွဲတွေမှာစစ်ကောင်စီတပ်သားတွေထိခိုက်ဒေဆုံးတာတွေရှိပြီးအသေးစိတ်စီရင်ခြေနေကိုတိကျထုတ်ပြန်သွားမယ်လို့တာဝန်ခွင့်ရအမှတ်နဲ့တရင်တာဝန်ရှိသူကဆိုပါတယ် ထားမပင်မြို့နယ်စီအစည်းတောင်ချမ်းမှာတိုက်ပွဲတွေဖြစ်ပွားနေပြီစစ်တပ်ကတိုက်ပွဲဖြစ်ပွားရနေရမဟုတ်ပဲပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုရွေချက်ရှိရှိလက်နက်ကြီးနဲ့ပစ်တာလေကြောင်းတိုက်ခိုက်တာကြောင့်အော်တိုဘားလ24ရက်ကပြည်သူတို့တည်ဆုံးခဲ့တယ်လို့သိရပါတယ်ဒါကြောင့်ပြည်သူတွေအနေနဲ့တော်လှန်ရေးတပ်တွေကကန့်သတ်ထားတဲ့နေရာတွေကိုဖျက်ဆီးတောလာတာမလို့ဖို့တောင်ဝခင်အမှတ်နဲ့တရင်ကတတ်တွန်းထားပါတယ်မုံရမန်းလေးလမ်းပိုင်းမှာပြူစော့တိခွဲမိုင်းတိကြောင့်သိရပါတယ် ။စကိုင်းတိုင်းပုံရွာမန္တလေးလမ်းပိုင်းမှာ ခီးသွောကားတွေကိုငွေတောင်းဖို့ထွက်လာတဲ့ပြူစောတိဖွဲ့မိုင်းထိပြီးနှစ်ဦးတေဆုံးကြောင်းဘုံရွာဒိုင်နမိုက် STF အဖွဲ့တာဝန်ရှိသူကပြောပါရတယ်။အော်တိုဘာလ26ရက်နေ့မနေ့6နာရီမိနစ်40ခန့်ကမော်ရမန်လီလမ်းမပေါ်ကိုခီးသွားကားတွေစီကနေငွေတောင်းဖို့ထွက်လာတဲ့အင်အား20ပါပြူစော့တိခွဲကိုပရိသာမိုင်းတုံးလုံးနဲ့ဖောက်ခွဲတိုက်ခဲ့ကြောင်းမုံရဒိုင်နမိုက် STF တပ်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရတယ်။အဲဒီတိုက်ခိုက်မှုကြောင့်နေရာမှာတင် ပြူစော့တိတူတေဆုံးက6ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒဏ်ရာရှိသူများထဲမှတအူလဲထပ်မံတည်ဆုံးခဲ့ကြအောင်အထက်ပါတာဝန်ရှိသူကပြောပါတယ်။ပြည်သူကားတွေတာပြီးထပ်မံမိုင်းရှင်းခိုင်းပါတယ်။ပြည်သူတွေအနေနဲ့စေအသိရှိကြပါလို့ပြောကြင်ပါတယ်လို့မုံရဒန်နမိုက် SDF အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ဒါပေမဲ့ပြူစောထီအဖွဲ့ရဲ့ထိခိုက်တည်ဆုံးမှုတွေကိုတော့တိကျတည်ပြုနိုင်တာမရှိသေးပါဘူး။ထိခိုက်တည်ဆုံးတဲ့ပြူစောထီတွေဟာတော့ဘူးကျေးရွာကဖြစ်ပြီးသူတို့ဟာစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးခီးသွွားရင်တွေစီကနေငွေညစ်တာ မုံရောင်နဲ့တောင်ပိုင်းကယွာရီကိုစစ်ကြောင်းထုတ်မိရှိုလာတွေပြုတ်လို့နေတယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒီတိုက်ခိုက်မှုကို Braveheart Army BHA မုံရောင် Dynamite SDF Chinese Fighter Group CFG တို့ပူးပေါင်းတိုက်ခဲ့ကြောင်းသိရပါတယ်။နောက်တစ်ရက်မှလည်းမုံရောင်မားလေးလမ်းပိုင်းကမူစစ်စေးကိတ်အနီးမှာပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးရင်းတွေပိတ်မိနေခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ဟာခီးသောပြည်သူတွေကိုလူသားတိုင်းလုပ်တာမိုင်းဆဲရှာခိုင်းတာတွေပြုလို့ရှိကြကြောင်းပြည်သူတွေတတိပြုသွားလာကြဖို့ကာကွယ်အဖွဲ့တွေကအသိပေးထားပါတယ်။